ကျွန်တော်ကတော့အစောမျိုးအောင်ပါ Executive Manager ပါ Data Engineering and MIS Reporting ဌာနတာဝန်ခံဖြစ်ဆောင်ရွက်နေပါတယ်။ယုံမပိုင်ကကျွန်တော်ရဲ့ပထမဆုံးလုပ်ပါပဲ။ယုံမပိုင် ID ဌာနကိုဒီဇင်ဘာ၁ရက်2009ခုနှစ်မှာကျွန်တော်လုပ်တင်ဖြစ်စတင်ဝင်ရောက်ခဲ့တာပါ။အဲဒီကနေစပြီးတော့ယုံမပိုင်မှာစဉ်ဆက်မပြတ်လုပ်နေရင်းနဲ့ခုဒီရာတူဒီတာဝန်ကိုထမ်းဆောင်နေတာပါ။ ဝေလွှဲလုပ်ငန်းတွေဒီမန်ရှယ်လာတဲ့အခါမှာလည်းဝေလွှဲလုပ်ငန်းတွေကိုကွန်ပျူတာနည်းပညာအသုံးပြုပြီးကြိုတုဆက်သွယ်ရည်နည်းပညာတွေကိုအသုံးပြုပြီးတော့လုပ်တဲ့နေရာမှာလည်းရုံးမပန်ကအဦးဆုံးဗန်ဒီထဲမှာပါတာပေါ့နော်လူတွေကအချိန်အများကြီးပေးပြီးတော့ဝေလွှဲလုပ်ငန်းလာဆောင်ရွက်တဲ့အထိအောင်မြင်ခဲ့တယ်။ဒါတော့အင်တန်ကျွန်တော်တို့ကိုယ်ယူခဲ့ရတာပေါ့နော်ကျွန်တော်လက်တွဲပေါ်ပေါ့နော်သူ့ကိုယုံမပံမှာပဲဖူးစာစုံခဲ့ပြီးတော့အခုဆိုရင်သားနှစ်ယောက်တောင်အရွယ်ရောက်နေပြီအဲဒီယုံမပံမှာလုံနေရင်းနဲ့ အဲသူတို့မိသားစုရဲ့စားဝတ်နေရေးဒါတွေရဲ့အဲပညာရေးဒါတွေအကုန်လုံးကိုကျွန်တော်ကောင်းကောင်းမွန်မွန်ထောက်ပံ့နိုင်ခဲ့တယ်အဲဒီအတွက်ကျွန်တော်အနေနဲ့ stable ဖြစ်တယ်လို့လည်းမြင်တယ်ပြီးတော့မိသားစုကိုလည်းဒီလိုကောင်းကောင်းမွန်မွန်ထားနိုင်တဲ့အတွက်ကျွန်တော်အင်တန်ကျေနပ်ပြီးတည်ဖြစ်ရတယ်ယောမဘာအနေနဲ့ဒီကာလာတလျှောက်တော့မာဒီ customer တွေရဲ့အခက်အခဲကြုံလာတဲ့အခါမှာသူတို့ကိုဘယ်လိုမျိုးအကောင်းဆုံးကူညီပံ့ပိုးပေးနိုင်မလဲဆိုပြီးတော့ဆောင်ရွက်ပေးခဲ့တာတွေရှိတယ်။နောက်မှလည်း ရောမဘာအနေနဲ့ Building a Better Myanmar for SP ဘက်ဆိုတဲ့စောင်ပုံးနဲ့အညီ customer တွေအတွက်ဘယ်လိုမျိုးပုံမကောင်းမွန်အောင် service တွေပေးနိုင်မလဲဆိုတဲ့ဟာတွေကိုကြံစပံ့ပိုးပေးရင်နဲ့နှစ်ပေါင်းများစွာပုံမဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တော့နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်